2025ခုနှစ်မလ28ရက်နေ့မြန်မာစံတော်ချိန်မောလွဲ7:50မိနစ်ဝန်းကျင်မှာမြန်မာနိုင်ငံစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြူပြီးအင်အား9.9ပမာဏရှိတဲ့အလွန်အင်အားပြင်းတဲ့ငလင်မေချာအခွင့်နဲ့နောက်ဆက်တဲ့ငလင်ငယ်တွေတုတ်ခတ်ခဲ့ပါတယ်။ဒီငလင်တန်းကြောင့်စကိုင်းတိုင်း၊အန္တလီတိုင်း၊အကိုတိုင်းမြေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာအိမ်နဲ့အဆောင်အုံတွေ၊တရားပထိုးတွေ၊ဗလီတွေ ြောင်းတွေလန်ဒရာတွေများစွာပြိုကျပျက်စီးခဲ့ရပြီးပြည်သူအများအပြားလည်းသေဆုံးပျောက်ဆုံးထိခိုက်ဒဏ်ရာရမှုတွေဖြစ်ခဲ့ပါတယ်။ က်အလက်တွေရလက်ရှိအချိန်ထိတေဆုံးသူ1600ကျော်ပျောက်ဆုံးသူ1300ကျော်နဲ့ထိခိုက်ဒဏ်ရာရရှိသူဟာလည်း1500ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ဒါကမနေနဲ့လို့ပြောတော့ဆိုးတယ်တော့ဘောမရသေးဘူးနင်။ဟိုတဲ့အောင်ပန်းဟိုတဲ့အောင်ပန်း ားတွေရောမြမနိုင်ငံဟာပြည်သူအစိုးရကအုပ်ချုပ်နေတာမဟုတ်ပဲစစ်တပ်ကပြည်သူအာဏာကို မတရားလုပ်ယူထားတဲ့အချိန်ကာလလည်းဖြစ်တဲ့အပြင်ခပြောင်းစနစ်ပြောင်းတော်လှန်ရေးတရက်ကိုဆင်နွှဲနေရတဲ့အချိန်ကာလလည်းဖြစ်တာကြောင့်တဘာဝဘေးဒဏ်ကိုရင်ဆိုင်ကြော်လွားတဲ့နေရာမှာအခက်အခဲအတားအဆီးတွေကတမန်အချိန်တွေအတွက်ပုံများနေတာတွေ့ရပါတယ်။ဒါကြောင့်လည်းပြည်သူထိခိုက်ဒေဆုံးဒဏ်ရာရမှုတွေဟာထင်ထားတာတဲ့အများကြီးပုံများနေခဲ့ပါတယ်။ အကြမ်းမဲ့စစ်တပ်ဟာငလင်းဘေးဒဏ်ခံနေရတဲ့အချိန်မှာတော့ပြည်သူလူထုကို ကူညီကယ်ဆယ်ရေးအတွက်ဦးစားပေးဆောင်ရွက်တာမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာဟာလည်းအလွန်မှလူမဆန်တဲ့လုပ်ရက်တစ်ခုဖြစ်နေပါတယ်မြန်မာပြည်သူတွေဟာနိုင်ငံတကာရဲ့အကူအညီတွေကိုလိုအပ်နေပါတယ် မြမပြည်သူတွေကိုတိုက်ရိုက်ကူညီကြပါတင်းတို့ရဲ့အကူအညီတွေဟာအကြမ်းမဲ့ဆုပ်အုပ်စုအတွက်ပြည်သူကိုတတ်ဖို့အထောက်အပံ့မဖြစ်စေဖို့ဂရုစိုက်ကြပါလို့မြစ်တာရက်ခံပါတယ်